ဒီနေ့တရင်ညလာပြီနေဆိုတာမြတ်စွာဘုရားလက်ထက်တော်ခကလာတော်ကဖျားဖြစ်ပြီးခုနှစ်နှစ်မြောက်တဲ့ဝါထွင်းကာလမှာမြတ်စွာဘုရားဟာတာဝရိသနတ်ပြည်တက်ပြီးအဘိဓမ္မာတရားကိုဟောကြားခဲ့ပြီးဒီနေ့သူပြည်ကို ပြန်လေကြွာလာတဲ့အမတ်တရားနေ ဒီနေ့ဦးပဲဗိဓမာခရဏီလို့ဆိုတာဗိဓမာခရဏီဆိုတာဗိဓမာတရားဟောတာကဝါဇုလမကျတရားနည်းစီစပြီးတော့ဟောတာတရင်ညလာပြီးနေစဉ်ပြီးတယ်အဲ့တော့ဗိဓမာတရား ဟောလို့ဆုံးသက်တဲ့နေ့လို့ဒီလိုမှတ်ရမှာဒါကိုပဲဗိဓမာခရဏီလို့ဆိုပြီးမြတ်ပြည်မှာမှတ်သားနားလည်ထားကြတယ်ပေါ့နော်ဗိဓမာတရားစတင်ဟောတာတော့ ဝါစုပြီးတဲ့ဝါစုတဲ့နေ့ကနေစပြီးတော့ခေါ်ကြခဲ့တာဖြစ်တယ်။၃လကြာအောင်မြတ်စွာဘုရားပြိမာတရားတော်ကိုတာဝန်ဉာဏ်နဲ့ပြီးမှခေါ်ကြပြီးဒီကနေ့ပဝရဏပြုပြီးတဲ့အခါမှာတာဝန်ဉာဏ်နဲ့ကတရားမင်းဖန်ဆင်းတဲ့ရွှေဆောင်နှံငွေဆောင်နှံပရမယာဆောင်နှံလို့ဆိုတဲ့ဆောင်နှံ၄ကားကြီး၃၀၀နေပြီး ခန္ဓာတိုက်ပြိစွာနတ်ပြည်ကနေလူပြည်ကိုပြန်ကြွလာတဲ့နေတူးနေမြတ်ဖြစ်တယ်ဆိုတာပုရဝါဒဝင်နေတဲ့မှတ်သားထားဖို့လိုတယ်ပေါ့နော်။ဘာလို့လဲဆိုဒီသရဉ္ဇုလာပြီနေဆိုရင်သရဉ္ဇုလာပြီသရဉ္ဇုပြီဆိုပြီးတော့လျှောက်ပြီးတော့လဲချပတ်ကြတော့မြတ်စွာဘုရားပုရဝါဒဝင်နေဖြစ်တယ်လို့ဆိုတာဒီကနေ့ဟာမြတ်စွာဘုရား တို့သာသနာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားရဲ့ထူးမြတ်တဲ့လူပြည်ကိုပြန်လီကြွားတာဖြစ်လို့တို့တွေဟာတရားနေပြီးတော့စီကြိုပူဇော်ရဲဆိုတဲ့ပူဇော်ဝဲအခမ်းအနားတွေမိထွန်းကြတာလုံးလို့ဒီအတိတ်ရွယ်နဲ့တရင်ညွတ်လာတော်ရင်သာနတ်ပြည်ကပြန်ကြွားတဲ့အခမ်းအနားကိုမြတ်စွာဘုရားကိုချီးညိုပြီးတော့လူတွေက စီမီနဲ့ပူဇော်ကြတယ်လို့ ဒီလိုပြောင်းလဲချာမှာမြတ်စွာဘုရားရဲ့ဒီအဘိဓမ္မာတရားမဟောခင်ကသရဉ္ဇလပြည့်နေ့မှာမိထွန်းနာတော့ကတိကနက္ခတ်လို့ခေါ်တဲ့မိနက္ခတ်နဲ့ပတ်သက်ပြီးတော့ထုံးစံထုံးတန်းစင်လာရမိထွန်းကြတာဖြစ်တယ်ပေါ့ဘုရားဘာသာနဲ့မပတ်သက်ဘူးဂျိုးကိုပူဇော်တဲ့အနေနဲ့မိထွန်းကြတာဖြစ်တယ်အခုအိန္ဒိယနိုင်ငံလူတွေကဒီပါဝလိဆိုတဲ့မိထွန်းပွဲကျင်းပသလိုပဲ ကိုယ့်ရဲ့အစဉ်လာရလှုပ်ကြတာမြမကြီးကဘုရားဘာသာဝင်နေကတော့မိထွန်းတာတော့အဲ့ဒီကတိကနေခတ်ကိုပူဇော်တဲ့အနေနဲ့မိထွန်းတာမဟုတ်ဖဲနဲ့မြတ်စွာဘုရားကိုကျိုးဆိုနှုတ်ဆက်ပူဇော်တဲ့အနေနဲ့ဒီကနေ့သရေညောလပြည့်နေ့မှာမိထွန်းတယ်လို့ဒီလိုအထိပ္ပယ်ပြောင်းပြီးမှတ်မဲ့ဆိုရင်ကိုလုံးတဲ့အလုဟာအထိပ္ပယ်ရှိပြီးကုသိုလ်ကောင်းမှုကုသိုလ်ရတဲ့အလုပ်ငန်းဖြစ်သွားတယ်အဲ့လိုမဟုတ်ဖဲနဲ့ နက်ခတ်ပွဲအနေနဲ့မိထွန်းနယ်မိအလှဆင်ပြီးတော့မိထွန်းနယ်ဆိုရင်နက်ပူဇော်တဲ့ပုံစံမျိုးဖြစ်တယ်ပေါ့ဘုရားဝတ္တရီကတော့ပြောင်းလိုက်တာဒါဒီဖရာကိုစုပူဇော်ဝဲဆိုတာလည်းပဲအဲ့ဒါလိုပြောင်းထားတာဖရာကိုစုဆိုတာဂျိုကြီးကိုလုံးကိုပူဇော်တာကောဘုရားဝတ္တဖြစ်လာတဲ့အခါမှာဂျိုပူဇော်တာမဟုတ်တော့ဘဲနဲ့ဖရာကိုစုကိုပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ပူဇော်မှုဖြစ်လာ ချိုးပူဇော်တာတော့ကုသိုလ်ရမှာမဟုတ်ဘူးပေါ့နော်။မြတ်စွာဘုရားကိုပူဇော်တာဆိုတော့ပူဇော်တတ်တဲ့ပုဂ္ဂိုလ်ပူဇော်တာဖြစ်သောကြောင့်အတိုင်းမသိများစွာအကျိုးရှိတဲ့ကုသိုလ်ရတယ်။စိတ်ထဲမှာအာယုံပြုလိုက်ရင်လည်းကုသိုလ်တွေအများကြီးဖြစ်သွားပြီ။အဲ့ဒီဝန္တာပိတိကုသိုလ်ဟာဖယားနဲ့ပတ်သက်ပြီးဝန္တာပိတိကုသိုလ်တမန်လို့မအောင်မိတယ်နဲ့။ဥပမာမဲ့ကြည့် စိန်ကြောက်ကလေးဟာကိုယ့်လက်ထဲမှာသေးသေးလေးဒါပေမဲ့အဲ့ဒီစိန်ကြောက်လေးရဲ့တမိုးဟာစိန်လေးရဲ့တမိုးဟာဘလောက်ကြီးတော့ဆိုလိုင်းခင်းတဲ့ကြောက်အစည်းတရာရောင်းတာနဲ့ဒီစိန်ကလေးတစ်ပွင့်နဲ့မတူဘူးနော်အဲ့တော့တမိုးချင်းกว่าတယ်လေကြောက်တော့ကြောက်ပဲလိုင်းခင်းတဲ့ကြောက်ဟာကားကြီးတွေနဲ့အစည်းတရာတိုက်ပြီးတော့ချတမိုးဒီကြောက်ကလေးတစ်ပွင့်ရင်တမိုးပတ္တမကွာတယ် ဲ့ဒါလိုပဲကုသိုလ်ကောင်းမှုမှာတန်ဖိုးခြင်းကွာတတ်တယ်။အဲ့တော့တန်ဖိုးရှိတာဟာကိုရအောင်တို့လုပ်ရမယ်ဆိုတဲ့နှလုံးသွင်းတရားလေးထားပြီးတော့အစဉ်လာမှုလှုပ်ထမဟုတ်ပဲနဲ့အထိပယ်ရှိရှိတို့ဘာဖြစ်လို့သရင်ညိုလာပြီးမှမိထွန်းတယ်လေဖះကိုပူဆော်တယ်လေဆိုရင်တာဝရိန္ဒနတ်ပြည်ကလွန်ခဲ့တဲ့နှစ်ပေါင်း2600ကအဘိဓမ္မာတရားဟောပြီးပြန်ပြီးကြွားရောက်လာတယ်မြတ်စွာဘုရားကို ခေယူကျူပူဇော်သောအဖြစ်ဒုတိယပူဇော်တယ်လို့ဒီလိုအယုံပြုလို့လည်းရတယ်နော်နောက်တစ်ခါတော့အဘိဓမ္မာတရားတော်မြတ်စွာဘုရားဟောခဲ့တဲ့အဘိဓမ္မာတရားတော်ကိုပူဇော်တဲ့အနေနဲ့အဘိဓမ္မာခါတော်နေ့ကိုဒီအလင်းရောင်ဖြင့်ပူဇော်ခြင်းအဖြစ်ပူဇော်တယ်လို့ဆိုရင်ဓမ္မပူဇာဖြစ်တယ်ဗုဒ္ဓပူဇာဖြစ်မယ်ဓမ္မပူဇာဖြစ်မယ်သံဃာတွေလှူတာတဏ္ဍသံဃာပူဇာပေါ့နော် ရဏတော်မကိုပူဇော်လဲရတဲ့ပူဇော်မှုဟာတမန်ပူဇော်မှုတွေနဲ့မတူဘူးတဲ့အကျိုးကျေးဇူးချင်းအမှန်တမ်းမှ ကွာခြားတယ်လို့သူဆိုတယ်အဲ့ဒီမှာမြတ်စွာဘုရားဒီကွာခြားမှုလေးနဲ့ပတ်သက်ပြီးတော့အဘိဓမ္မာတရားပွဲမှာ တရားမဟောခင်လူပြေကကုသိုလ်ကောင်းမှုပြုပြီးတော့နတ်ပြေရောက်သွားတဲ့နတ်သားနှစ်ယောက်ရှိတယ် အဲ့ဒီနသား၂ယောက်ဟာလှူချတန်းခဲ့ကြတာချင်းပဲသို့တော့တဦးနဲ့တဦးဟာလှူတဲ့အတိုင်းအတာပမာဏမတူဘူးလှူတဲ့ပုံကိုယ်တွေလည်းမတူဘူးအဲ့ဒါလေးကိုခရုစိုက်ပြီးတော့မှတ်သားထားဖို့ပါတယောက်ကတော့အင်ကူရနတ်သားလို့ခေါ်တယ်ပြီးတော့မှတရား ဟောရမယ်ဆိုရင်မြတ်စွာဘုရားရဲ့လက်ရပဲနားမှာဘုရားနဲ့အနီး မေတော်ဖြစ်ခဲ့ဘူးတဲ့တန်တုတိတနတ်သားကအဘိဓမ္မာတရားလာနာဖို့ဖျားနာရောက်နေတယ်အဲသူနောက်နာကအိန္ဒကဆိုတဲ့နတ်သားသူနဲ့ရှင်ရဲ့အင်ကူရဆိုတဲ့နတ်သားအဲ့ဒီနတ်သားနှစ်ယောက်ကလည်းပဲမေတော်ကြီးအနိဗ္ဗာန်မှာထိုင်နေကြတယ်တဖြည်းဖြည်းတရားဝဲစတော့မလို့နီးလာတဲ့အခါမှာနတ်တွေဟာတဖွဲဖွဲရောက်လာကြတယ်အဲ့လိုရောက်လာတဲ့အချိန်မှာအိန္ဒကနတ်သားက ထိုင်မြဲနေရမှာထိုင်နေသူကဘုံတကူချီးတယ်အင်ကုရဏတကြတော့သူ့ရဲ့ဘုံချီးတဲ့နတ်တွေလာတဲ့အခါသူကနောက်ကိုဆုပ်ဆုပ်ပြေးလိုက်ရတယ်သူတို့ကြတော့အရှင်ဝါချင်းမတူလို့ရှင်သူကရှေ့ရမထိုင်ရဘူးเนาะသူ့ဘာသူအလိုလျောက်ကိုအရှင်ဝါကညံလာတဲ့အခါမှာနောက်ဆုပ်ပြေးတာနောက်လာလိုက်ဆုပ်ပြေးလိုက်လာလိုက်ဆုပ်ပြေးလိုက်နေစုဖျားနဲ့ဆက်နေယူစနာလာဝေးသွားတယ်တယူစနာမှာရှစ်မိုင်နှုန်းနဲ့တွက်ချီ၁၂ယူစနာဝေးသွား အဲ့ဒီအဝေးလောက်ကြမှာသူထိုင်လို့ရတယ်။သူကနေရာဖဲဖဲပြီးတော့ပေးလိုက်ရတယ်ဟုတ်နောက်ရောက်သွားတယ်။အဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကမေးတယ်။အင်ကုရဏန္တာကိုလမ်းမေးတယ်။နေပါဦးငါနှမ်းမှမထိုင်ပဲနဲ့နောက်ဆုံးဆုံးပြီးတော့သွားတာ။ဒီအိန္ဒကနန္ဒာကတော့ငါနားလေးတွင်ထိုင်နိုင်တယ်။သူကဘုံတို့ကိုချီတယ်။ဘာလို့နောက်ဆုံးပေးရတော့ဆိုရှင်ဘုရားတဲ့တပည့်တော်ကုသိုလ်ကောင်းမှု လူပြေမှာလှုပ်ချတာချင်းတူပါတယ်တဲ့အိနကနသဟာသူကရှင်အနုရုဒ္ဓမထေမြတ်ရဟန္တာမထေမြတ်ကိုဆွမ်းခံလာတာဆွမ်းတဆွမ်းမဲ့သူ လောင်းမှုတာတဲ့အဲ့ဒီကုသိုလ်လေးနဲ့သူကနတ်ဖြစ်လာပြီးတော့ဘုံတို့ကိုချိန်နေတာတဲ့သူကတော့တပည့်တော်ကတော့တဲ့ဆယ့်နှစ်နေကြာသမီးချောင်းစီနေစဉ်နဲ့အမြလူတွေကိုကျွေးမွေးပြီးတော့လှူဒန်းခဲ့တာတဲ့ တပီတော့ကုသိုလ်ကညံ့သွားတယ်။ဘာလို့ညံ့နှုံဆိုလို့ရှိရင်သူကယဟန္တာပုဂ္ဂိုလ်လည်းလှူလေရတယ်လှူလေရလို့သူ့ကျင်တဲ့နှလုံးထဲမှာဖြစ်တဲ့တရဟစေရနာရဲ့စွမ်းအားလည်းကြီးမားတယ်ပေါ့ခဏလို့စိန်လေးဟာတပွင့်နေပဲဖြစ်စီနော်တမုတ်ကြီးတယ်သူကတော့လမ်းခင်းကြောက်တည်းရောင်းရတဲ့လူလိုပဲသူစီလာပြီးတော့ထမင်းစားတဲ့လူတွေ အလူခန့်တဲ့ပုဂ္ဂိုလ်တွေကငါးပါးသီလမလုံးဘူးလမ်းပေါ်ကလူတွေတောက်စားမှုရနေတဲ့လူတွေသီလလည်းမလုံးဘူးတရဏဂုံလည်းမရှိဘူးဆိုရဲတမန်လူလူခေါ်ရတဲ့လူမျိုးတွေကလာစားကြတော့လာစားကြတော့သူကလှူတာလှူရတဲ့စိတ်ထဲမှာလည်းသိပြီးတော့အာရတင်နေမှုမရှိဘူးသူခင်မှာသူတော်ကောင်းဆိုတာမရှိဘူးအဲ့ဒါလို့၁၂နှစ်ကြာဓမေချောင်းစီအောင်လှူလာခဲ့ရတော့လဲ သူဟာမြေညံ့ပေါ်မှာစိုက်ပျိုးရတဲ့အပင်တွေဟာလှီပြီးတော့သီးနှံလေးတွေမကြတဲ့လိုပဲသူလုပ်ခဲ့တဲ့အလှူဟာလည်းပဲညံ့ဖျင်းခဲ့ရပါတယ်ဒါကြောင့်မို့သူ့ရဲ့အရှိန်အဝါမရှိပါဘူးညတ်တော်ဖြစ်တယ်ဒါပေမဲ့အရှိန်အဝါချင်းမတူဘူးလို့ဆိုလို့လူလူပြောရင်တော့ຢာထူးငယ်တယ်ပေါ့နော်ကိုယ်ရဲ့ຢာထူးကြီးတဲ့လူလိုက်နောက်ဆုတ်ပေးရတယ်မဟုတ်လားပတ်စံချမ်းသာတဲ့လူလိုက်လည်းနောက်ဆုတ်ပေးချတယ်လူတွေ အဲ့လိုဖြစ်တာအဲ့တော့မြတ်စွာဘုရားကအဲ့ဒီမှာတရားဟောပေးတယ်ကုသကောင်းမှုလုပ်တဲ့အခါမှာတဲ့ရှင်တဲ့နှလုံးကရှင်တဲ့နှလုံးထဲကလည်းပဲတတိတစားလှုပ်ထားတို့ပူဇော်လိုတဲ့စိတ်နဲ့လှုပ်ထားတို့စနစ်တကျလှုပ်ကြအမယ်ဖြစ်တယ်ဒီအမတ်တမဲလှူတာတဏ္ဍမျိုးတွေမလုံးရဘူးပြီးတော့လှူတဲ့ကိုလှူတဲ့ပုဂ္ဂိုလ်ဟာလည်းပဲဤချင်းသီလသမารိနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လို့ ဒီလိုခေါ်တာဖြစ်တယ်။အဲ့တော့လောကမှာအခုမြတ်စွာဘုရားကို ပူဇော်လိုက်မယ်ဆိုရင်ဖះတော့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်မရှိဘူးလေ။ဖះဟာအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တော့အခုလိုသတင်းညွှန်လာပြီးနေခန္ဓာမယားမှာတာဝန်ဤသာနတ်ပြည်ကကြွလာတဲ့ဖះကိုမတော်ပူဇော်ရတယ်လို့စိတ်ထဲမှာအလောက်ညွှန်လိုက်ရင်ကိုပဲကုသကောင်းမှုတွေအများကြီးရတယ်။ပူဇော်နိုင်တာတွေကအမျိုးမျိုးရှိတယ်။ခုနကရှင်းပါးတိလာဆောက်တည်လိုက်တယ် ဒီသီလဖြင့်မြတ်စွာဘုရားကိုပူဇော်ပါ၏ဆိုရင်ဟောတရားနဲ့ပူဇော်တယ်လို့ခေါ်တယ်။ဒီကနေ့ငါရှင်းပါသီလဆောက်တည်ပြီးတော့ဥပုသ်ဆောင်းလိုက်မယ်။ဒီဥပုသ်သီလဖြင့်မြတ်စွာဘုရားကိုပူဇော်ပါတယ်။ဖျောင်းနိုင်လေးတတိုင်းထွန်းရင်လည်းဒီဒီမိတိုင်းလေးဖြင့်မြတ်စွာဘုရားကိုအလင်းတက်နဲ့ပူဇော်ပါတယ်လို့။ပန်းလေးတပွင့်လှူရင်လည်းဒီပန်းဟာတဝရိန္ဒနတ်ပြည်ကအပြီးမှတရားဟောပြီးပြန်ကြွခဲ့တယ်။မြတ်စွာဘုရားကိုမျှော်မှန်းပြီးပူဇော်ပါတယ်ဆိုရင် ပူဇာရဟေပူဇေယတောဗုဒ္ဓေဝယတိဝတာဝကေပပ္ပစ္စာတမဋိကံတိတိဏ္ဏသောကပရိတဝေစိဟာတံဘူးမဖြတ်နိုင်တယ်လို့ပဲအဲ့လိုပူဇော်လိုက်တဲ့ပုဂ္ဂိုလ်ပူဇော်လိုက်ရတဲ့ကုသိုလ်ကောင်းမှုဟာတံဘူးကြီးတယ်လမ်းခင်းတဲ့ကြောက်ကိုရောင်းလိုက်ရတဲ့ငွေထုတ်ကဘလောက်မှမရှိဘူးစိန်တပွင့်ရောင်းလိုက်ရတဲ့ငွေထုတ်ကြီးချကြီးကြီးเนาะအဲ့လိုကြွယ်ပြားခြားနာသွားတယ်လို့ဆိုတာလေးဦး တော်ရင်သာနတ်ပြည်မှာဗိဓမတရားဟောရင်မြတ်စွာဘုရားဒါကိုဟောခဲ့တယ်။အဲဒါကြောင့်မို့ကုသပို့ပြီးတော့ဖြစ်အောင်ဒီကနေ့ဟာနေတူးနေမြတ်တို့ ဆိုဒီမှာမြတ်စွာဘုရားတော်ရင်သာနတ်ပြည်ကပြန်ကြွတယ်အဗိဓမခါရုံနေဖြစ်တယ်ဆိုတာတခုမြမလူမျိုးတွေအစင်လာရဗုဒ္ဓဘာသာမဖြစ်ခင်ကသရင်းညို့မိထုံးမွဲတွေလောက်ကြတယ်ဒါကဘာသာတရားနဲ့မသက်ဆိုင်ဘူး အဲ့ဒီကနေပြောင်းလဲလိုက်တဲ့အခါဘာသာတရားဆိုကုသိုလ်ကောင်းမှုရသွားတယ်အများကြီးနောက်တစ်ခုကတော့ဒီနေ့ဘဝရဏနေ့လို့ခေါ်တယ်ဘဝရဏဆိုဒီမှာရဟန်းတော်တွေဟာအတူတကနေထိုင်ကြပြီးတော့ဝါလသရင်ဝါလကျစ်ပြီးဆိုရင်ခေးထွက်ကြတယ်ဟိုနေဒီနေနေကြတယ်ရှေးတုန်းကတော့အမြဲနေတဲ့နေရာမရှိကြဘူးဒါကြောင့်မို့ခေးထွက်ကြတယ်ခေးထွက်တဲ့အခါဒီဘဝရဏဟာတကယ်ယဉ်ကျေးမှုတစ်ခုပဲ ဒီရင်ကျေးမှုကဘာတော့ဆိုလို့ရှိရင်ကိုယ့်ကိုမပြောရဲမဆိုရဲမရှိစေရဘူးတယောက်နဲ့တယောက်ပွင့်ပွင့်လင်းလင်းပြောပါဆိုပါလို့ဟိုခွင့်ပြုထားတာခွင့်ပြုချက်ပေးတာဖိတ်မှန်တာလို့ပြောရတာပေါ့ request လောက်ထားဆိုလိုတယ်ပေါ့နော်သူ့ပေါ်မှာပြောစရာရှိပြောပါမညာမတာပြောပါလို့ဆိုလိုတယ်နော်ဒါရင်ကျေးမှုတစ်ခုပဲလူတွေရဲ့ရင်ကျေးမှုတုံးတဲ့တူဆိုပါစို့ ဒီလူတယောက်မဟုတ်တာလို့တာကြားတယ်မဟုတ်တာလို့တာမြင်တယ်တန်တရားရှိတယ်ဆိုရင်တော့ကိုယ်နဲ့မဆိုင်ဘူးဆိုပြီးမပြောဘဲနေကြတယ်သူပြီးမပြောရဲလို့မပြောဘဲနေကြတယ်သူကလည်းပို့ဆိုးသွားနိုင်တယ်အဲ့တော့ပြောရင်လည်းပြောမခံဘူးဆိုမျိုးတွေဟာရှင်ချင်းမှုကိုပြပြစေတယ်ပေါ့နော်ရှင်ချင်းမှုနဲ့စီလုံးညီညာမှုကိုပြပြစေတယ်မြတ်စွာဘုရားကယဟန်တော်တွေကိုစီလုံးညီညွတ်စေခြင်းတယ် ဒါကြောင့်မို့တပားနဲ့တပားဟာဖိမန္တက ပြုထားတာပဝရဏလို့ခေါ်တယ်ဖိမန္တကပြုတဲ့နေ့ဘယ်လိုဖိမန္တကပြုတော့ဆိုရင်ပဝရဏယဉ်ကျေးမှုမှာတန်ကံပန္တိပဝရေမိဒိဋ္ဌိနဝသုတေနဝပရိသင်္ခာယဝရှန်တပားကတပားချင်းတန်ဃာတွေကိုရှောက်ရမှာဖြစ်တယ်အရှင်ဘုရားတို့တဲ့တပည့်တော်ကိုဒီအပြစ်မြင်၍ဖြစ်စီ အပြစ်ကျူးလွန်တယ်ဆိုတာသတင်းကြရေးပဲဖြစ်စီအရှင်ဘုရားတို့ကိုယ်တိုင်ကတပည့်တော်မဟုတ်တာလုပ်တယ်လို့တန်တရားရှိပြီဖြစ်စီတပည့်တော်ကိုပြောဆိုကြပါတတိပေးပြောဆိုပါနော်ဝရန္တုမံအာယတမံတော်ရှင်ဘုရားတို့ပြောကြပါဒီလိုဆိုလိုနော်အနုကမ္မံဥပါဒါယပြောတဲ့အခါမှာတော့ဟိုကရုဏာနဲ့ဒီအကျဉ်းတရားနဲ့ပြောရမယ် ဒေါသနဲ့အပြစ်ချတာမျိုးတော့မဟုတ်ရဘူးเนาะလူတယောက်ကောင်းစားစေခြင်းလို့တတိပေးတဲ့အနေနဲ့ပြောပါဝရန္တုမံအာသမံတော့အနုကံပါဥပါဒါယတပည့်တော်ပြောပါတဲ့ကရုဏာနဲ့ပြောပါတပည့်တော်အကျိုးလူလာတဲ့စိတ်နဲ့ပြောပါတဲ့ပတ္တန်တော်ပฏิကရိတာမိရှင်မရတို့ပြောတာကိုတပည့်တော်ကိုယ့်ကိုပြန်စစ်ဆေးလို့အပြစ်ကိုတွေ့ရင်တော့ တပည့်တော်ပြင်းမမယ်။နောက်မဖြစ်ရအောင်စောင့်စည်းပါမယ်ဆိုတာ။ဒါလောက်ကောင်းတဲ့ယဉ်ကျေးမှုမျိုးပဲရှိမှာတော့เนาะ။ဘဝရဏဘွဲဘဝရဏဘွဲနဲ့ဘုရားဘာသာဝင်တွေဘုန်းကြီးတွေဘဝရဏပြုတယ်ဆိုတာကြားမှုကြလိမ့်မယ်။အဲ့ဒီဘဝရဏပြုတာဘာလို့ထားတော့ဆိုရင် တပားနဲ့တပားเนาะအပြစ်ရှင်ပြောပါတကယ်အပြစ်မှန်တယ်ဆိုရင်ကုစားပါမယ်လိုက်နာပါမယ်ဆိုတဲ့အဓိပ္ပာယ်ပဲเนาะ။ ဲ့ဒီယဉ်ကျေးမှုကိုယူပြီးမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေကြတော့သရဲညိုလာဆိုလို့ရှိရင်ဩကတကရောဂျိုနဲ့ကရောအဲ့ဒီကရောတာဟာလည်းပဲအပြည့်ရှိလို့ရှိရင်ပပျောက်စီရန်တို့ငါဆိုတဲ့အဓိပ္ပာယ်ရှိတယ်နော်ဩကတထဲမှာပါတဲ့အတိုင်းပေါ့နော်ကာယကံဝစီကံမနောကံတို့ ਨੇ ပြောဆိုမိလို့ရှိရင်ပြုလုပ်မိလို့ရှိရင်စိတ်ထဲကကြံစီမိလို့ရှိရင်ထိုအပြစ်တို့ပျောက်ပါစေခြင်းချုံငါဆိုလူကြီးသူမတွေမိဘတွေကိုကြော့တယ် လောက်ကောင်းတဲ့ယဉ်ကျေးမှုမျိုးပဲရှိမလဲကဘာမှာမရှိတဲ့ယဉ်ကျေးမှုပဲအဲ့တော့ကိုယ်ယဉ်ကျေးမှုမျိုးကိုမျက်နှိုးချရမှာဖြစ်တယ်ပေါ့နော်ဒါလောကလူတွေဟာပြမားချင်းကြောင့်ရရှိရတဲ့အပြစ်ဆိုတာရှိတတ်တယ်အဲ့ဒီအပြစ်ကိုလူကမသိဘူးကိုကတော့ပြောလိုက်တာပဲပြောလိုက်ပြီးမတောင်းမှန်မဲနေလို့ရှင်အဲ့ဒီအပြစ်ကဘာဖြစ်တုံဆိုလို့ရှင်သူလုံးသမျှအောင်မြင်မှုတွေကိုအဟံတားဖြစ်တယ်မအောင်နိုင်မှုသူ ဒီဘဝမှာလည်းပဲချမ်းသာဒုက္ခရဖို့ခက်သွားမိဘကို စော်ကားပြီးပြန်မတောင်းပန်မှုဒီမကောင်းတဲ့စိတ်နဲ့လှုပ်တဲ့ဆိုလို့ရှိရင်သူ့ရဲ့ဘဝတိုးတက်မှုတွေဟာထင်သလောက်မတိုးတက်ဘူးအဟံတားတွေဖြစ်လာတယ်။တည်တဲ့အခါလည်းဒီအဖြစ်ကြောင့်ဒုက္ခရောက်တယ်။မတောင်းပန်လို့ရှိရင်တခါတခါကိုယ်ကမြင်တာကတစ်မျိုးသူဖြစ်တာကတစ်မျိုးမှာအပြစ်ပြောမိတဲ့ပုဂ္ဂိုလ်တွေဟာနောက်မွားကြလို့ရှိရင် အတိုင်သွားဖြစ်တတ်တယ်။ကြောက်ရတယ်ပေါ့ဒါမို့ဒီတန်တရာခရီးသွားအမှားမလုပ်မိစေနဲ့ဆိုတဲ့မှာကြည့်တန်တရာခရီးသွားနေတဲ့အချိန်မှာအထင်မှားမြင်မှားဖြစ်ပြီးတော့ပြောမိဆိုမိတာတွေကိုမတောင်းမှလို့ရှင်နောက်တစ်လျှောက်လုံးကိုဟာအဲ့ဒီအဖြစ်ဆိုးကိုခံရတတ်တယ်ပေါ့တခါတော့ကအမျိုးသမီးတယောက်ဟာဖះရှိခုဖះဘူးသွားတယ်စေတီပထိုးပေါ်မှာဒီ အညစ်အကြေးတွေတွေ့တဲ့အခါမှာသူကစေရနာလေးနဲ့ကိုယ့်အကူတန်ရှင်းအောင် လုပ်လိုက်ရင်ပြီးရောပြီးတော့အဲ့ဒါလို့မလုပ်ဖဲနဲ့သူကဘာပြောတော့ဘာမရညာမရနဲ့ဆဲဆိုပြီးတော့လုပ်တယ်နော်ဘေဟာမရကလုပ်သွားတာတုံးဆိုပြီးတော့ဆဲဆိုတယ်အဲ့ဆဲဆိုသည်အပြစ်ကြောင့်မလို့သူကဖြစ်ရဘဝမှာအဲ့ဒါမျိုးဖြစ်ကုန်ဖြစ်သွားနော်ဒီ ကိုကလှုပ်လိုက်တဲ့အပြစ်တစ်ခုကကိုပေါ်ပြန်ဆွတ်တယ်အဲ့ဒါကိုတတိထားရတယ်နေ့စဉ်ဘဝမှာနေလို့ရှိရင်လည်းကိုကကောင်းတာလှုပ်လို့ဆိုးတာလှုပ်လို့ကိုလှုပ်တဲ့အလုပ်ဒီကိုစီပြန်ရောက်တယ်ကိုစီပြန်ရောက်လာတယ်ကြားဘူးကြားလိုက်မယ်ဒီဩစဩစတြေးလျအဘော်ရီဂျီနီဆိုလူရိုင်းနေရှိတယ် ကျွန်းနေလူမူလာမူလာကျွန်းနေလူသားတွေเนาะမူလာကျွန်းနေလူသားတွေဩစတြေးလျအော်ဇီလို့ခေါ်နေတယ်ဩစတြေးလျနိုင်ငံမှာသူတို့သုံးတဲ့လက်နက်တစ်ခုကဘူမရင်းလို့ခေါ်တယ်ကောက်ကောက်လက်နက်ကခက်ကောက်ကောက်ကြီးတယ်အဲ့ဒါကပြစ်လိုက်လို့ရှင်သူစီပြန်ရောက်လာသူထဲပြန်ရောက်လာအဲ့ဒါလိုပဲလူတယောက်ကကို ပြောလိုက်တဲ့စကား ကိုတွေးလိုက်တဲ့အတွေ့ကိုလှုပ်လိုက်တဲ့အလုပ်တစ်ခုဟာအကျိုးအနေနဲ့ကိုယ့်စီပြန်ပေါ်လာတတ်တယ်။အဲ့ဒါကံကြမ္မာရဲ့သဘာဝပဲဘယ်သူမှလှုပ်တာမဟုတ်ဘူးเนาะကိုလှုပ်တာကိုကဥမာပဲလူတစ်ယောက်ကိုဒီအထင်မြင်လွဲမှားပြီးစိတ်ဆိုးမှန်ဆိုးနဲ့ဒီဆဲလိုက်မယ်ကြွယ်ရပဲဖြစ်စီပြောလိုက်မယ်ဆိုလိုက်မယ်ဆိုအဲ့ဒီအဖြစ်ဆိုးဟာကိုယ့်စီပြန်ရောက်တယ်ကိုယ့်စီပြန်ရောက်တယ်မလွဲမသွေး ပြန်ရောက်လာတတ်တယ်။ကောင်းတာလုပ်ရင်လည်းကောင်းကျိုးတွေကိုယ်စီရောက်လာနိုင်တယ်။မကောင်းတာလုပ်ရင်လည်းမကောင်းကျိုးတွေရောက်လာတယ်။အဲ့ဓာတွေရောက်လာတတ်တဲ့သဘောတရားတွေကိုမှတ်သားပြီးတော့ကိုယ်စီမှာ ကောင်းကျိုးချမ်းသာတွေကြီးရောက်စေခြင်းလို့ရှင်ပံဝန်းကျင်နဲ့ဆက်ဆံတဲ့အခါမှာမမှန်ကန်တဲ့အတွေ့အကြုံနဲ့မမှန်ကန်တဲ့စိတ်ဓာတ်တွေနဲ့တစ်ဖက်သားကိုမှုကျုံမြင့်ချိုးမပြောမိအောင် မဆိုမိအောင်စိတ်ထဲမှာမဖြစ်မိအောင်เนาะ တခါတော့ကဒီဇနီးမောင်နှံနှစ်ယောက်ဟာပျော်ပွဲစားထွက်လာတယ်ပျော်ပွဲစားထွက်တဲ့အခါကျတော့လမ်းမှာယဟန္တာတော်နဲ့တွေ့တယ်ယဟန္တာတော်နဲ့တွေ့တော့သူတို့ကလှူတယ်လှူလိုက်ပြီးတဲ့အခါမှာဆူတောင်းတယ်သူတို့ဆူတောင်းလိုက်တဲ့အခါသူတို့ဆူတောင်းပြေးမှာပဲဆိုပြီးတော့အဲ့ဒီယဟန္တာကပြုံးလိုက်တာပြုံးလိုက်တဲ့အခါကိုသူတို့ကဘာပြောတော့ဆို အမျိုးသမီးလုံတဲ့လူဟာဟင်ဒီကိုရောကပြုံးနေတယ်ဇသပင်ကနဲ့တူတယ်လို့ပြောနော်သူတို့ဇသပင်ကတဲ့လူတွေတွေ့တယ်မဟုတ်လားပြုံးနေတာပဲလေမြဲတာပြုံးခြင်းလားမပြုံးခြင်းလားလည်းမသိဘူးပြုံးနေရတာပဲသူတို့ကနော်ဇပွဲကတဲ့လူတွေကအမြဲတမ်းပြုံးနေကြရတာလေကပြီစအဲ့ဒီကိုရောကပြုံးနေဇသပင်ကနဲ့တူတယ်တချင်းတယ်နဲ့တူတယ်လို့အမျိုးသမီးလုံတဲ့လူကသူကသူပြောလိုက်တာ ပြောတော့ယောက်ျားလှုပ်တဲ့လူကလည်းဟုတ်မှာပေါ့လို့ထောက်ခံချက်ပေးနောက်ကြတော့ယောက်ျားလှုပ်တဲ့လူကဒီတထေသဖြစ်တယ်အဲ့ဒီသူ့အမျိုးသမီးကဘာဖြစ်တုံဆိုသဘင်နဲ့မျိုးရိုးတဲ့သွားဖြစ်ပြီးတော့ပွက်ကနေရတယ်ခုခေတ်ကတော့ဟိုအမှုပညာလဲဆိုပြီးတော့လူတွေကသဘောကျကြတယ်နော်ရှေးခေတ်ကတော့သဘောမကျကြဘူးအဲ့ပွက်ကနေရတယ်ပွက်ကနေတော့ ခဏကဟုတ်မှာပေါ့ကွာလို့ပြောလိုက်တဲ့သူယောက်ျားကလည်းပဲတထေးသားဖြစ်ပြီးတထေးသားဘဝကိုစွန့်လွတ်ပြီးသူကပါလိုက်ပွဲကားရတဲ့အရှင်ရ။အဲဒီဇလန်းအကြောင်းကိုပြောတဲ့ခါမှာသူတို့ယဟန္တာကိုပြမပြီးပြောခဲ့လို့တဲ့ဒါလားဖြစ်တယ်လို့ဆိုတယ်နော်။အဲ့တော့ကံကြမ္မာရဲ့သဘာဝတရားကသူကအမားတစ်ခုမလုံလိုက်နဲ့လုံလိုက်လို့ရှင်ဘူမရင်းဆိုရလေလက်နဲ့ကြည့်လို့ကိုယ်စီပြန်ရောက်တယ်။အဲ့ဟာတတိထားရတယ်နော်။ ကိုယ်စီပြန်ရောက်လာနိုင်တယ်ဟိုပုဂ္ဂိုလ်ကမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုရင်ပိုဆိုးတယ်အဲ့ဒါဒီတပ္ပဗုဒ္ဓထင်တယ်သူကပြစ္ဆေကဗုဒ္ဓကဝတ်ထားတဲ့အဝတ်ကလည်းပဲဟိုကောင်းတဲ့အဝတ်မှမဟုတ်ဘဲနဲ့တက်ခေါက်ဆိုးတဲ့အဝတ်ကိုဝတ်တယ်အနေထိုင်ညင့်ညစ်ပပနေတဲ့အခါမှာသူကဘယ်ကအနုက ဘယ်ကအนูကြီးလဲမသိဘူးလို့ပြောလိုက်တာအဲသူဟာဖြစ်နေရပေါ်မှာအนูတွေဖြစ်တယ်နော်တွားပြီးတော့ပြောလိုက်တာအဲ့ဒါကြောင့်မို့လို့ကိုလှုပ်တဲ့လှုပ်တွေကိုပြောတဲ့စကားတွေကိုစိတ်ကူးတာတွေကကိုစီကိုပြန်ရောက်လာတတ်တယ်တဲ့အဲ့ဒါလို့မဖြစ်အောင် ကိုယ်သတိထားကြရမှာ ဖြစ်တယ်ပေါ့နော်ခုနကပဝရဏယဉ်ကျေးမှုဆိုတာဟာဒီကိုကိုပြည့်စုံပြောပါ အဲကြရင်တောင်းပန်တဲ့ဟာကိုတောင်းပန်လို့ခုနအပြစ်တရားကြေးအေးပပျောက်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့ဒီရင်ကြေးမှုအရာဘုရားဗဒဝင်တို့အတွက်ဒီသရေညွလာပြီနေဆိုတာနေရုနေမြဖြစ်တယ်နေရုနေမြအခါသမယမှာလှူကြရတယ်တန်ကြရတယ်ကုသကောင်းမှုတွေလှူကြရတယ်တို့တွေဟာပြောရလဲပြောပေါ့ကုသစိတ်လေးနဲ့လဲထားပေါ့အမားတော့မလုပ်နဲ့ပေါ့နော်အဲ့လိုနေထိုင်ပြီးတော့ ကုသကောင်မှုလုပ်ကြမှာဖြစ်တယ်။ဒီကနေ့ကုသ နေထူးနေမြအခါသမယမှာကုသကောင်မှုလုပ်ကြတယ်။မန္တလေးမြို့ကအဲသူတော်ဥအောင်မြင့်စိုးနော်တော်နှင်းနှင်းသက်မိသားစုတွေကဓမ္မပုစာအနေနဲ့ဟောထုတ်ပေးငါးသိန်းချက်လူတန်တယ်။နောက်တစ်ခါဒီကျောင်းတိုက်မှာတန်ခါဒီမဆင်အလုံးတို့အနေဆုံးဆက်ကတ်တယ်။ဆွမ်းအလှရှင်အနေနဲ့လူချတန်ကြတယ်။ နောက်တစ်ခါဥပဝင်းတော်ညို pressure ရုပ်ဆိုင်မိသားစုကဓမ္မယုံကြီးအတွင်းမှာသတင်းသုံးတဲ့ကျောက်စင်းတို့ဘုရားရုပ်ဘောတော်နှစ်စုမှာတမန်ဇွဲဘော်တွင် တင်ထားတာကိုခုမြတ်စွာဘုရားနဲ့တင့်တော်တဲ့ပလင်းတော်ကိုနှစ်ခုလှူဒန်းပြီးတော့မြတ်စွာဘုရားထိုင်ရပလင်းကိုလှူတယ်ဥမျိုးသန်တော်မူမူဝဲမိသားစုတို့ကဆေးအလှဖြင့် ငါသိမ့်ကြလှူဒန်းတယ်။ဥေသိမ့်တော်မြင့်မြင့်ဝဲမိသားစုတွေကလည်းဆေးလှူဖြင့်ငါသိမ့်ကြလှူဒန်းတယ်။ဥမင်းသူတော်မိုးတိတညို့မိသားစုက ဆေးလှူတော့သုံးသိမ့်ကြလှူဒန်းတယ်။ဥဆိုင်ပန်းအောင်တော်နဲ့နဲ့ဝင်မိသားစုကဆေးလှူတော့တသိမ့်ကြလှူတယ်။ကိုအောင်စီသူဖြိုးဆေးလှူတော့တသိမ့်ကြ။နောက်အဲ့ဒီလှူရှင်တွေကပဲရဟန်းတော်၁၈ပါးအတွက်ဟုတ်လား လူတော်ငွေ3သိန်း6000ရှင်သာမဏေ28ပါအတွက်ဒီ2000 2သိန်း9000เนาะတိရရှင်14ပါအတွက်3သိန်း4000ကျစုစုပေါင်း9သိန်း9000တဲ့ဒါကကိုကိုကိုမျိုးတန်းတွေလှူတာလားဟမ်အလုံးအပေါင်း အော်ဒီမိသားစုတွေအကုန်လုံးပန်းပြီးတော့လှူတယ်နောက်တစ်ခါဆွမ်းကတ်တဲ့မိသားစုကလည်းလှူအေးအော်တန်ဃာရီတိရရှင်နေအလုံးတစ်ပါးကိုတသောင်းချက်စီအေးအာသိကိုသာကလည်းလှူတန်းတယ်တဲ့နောက်ခုနကတော့ဧည့်တယ်လားပြန်သွားလားအော်ရှိသေးတယ် အောင်လံကပါရည်ရွယ်ချက်တုံးဘာဥတီလှူတာတော့ဟမ်နဝကမ္မဥခိုင်ဥခိုင်ထွန်းဒေါတိတိလင်းတမီကြည်မြတ်နိုးခင်ဟုတ်လားမိသားစုတို့ကနဝကမ္မအဖြစ်ဥထုငွေ15သိန်းကျလှူတယ်ဒီကနေ့အမတ်တရအလှူတွေကိုတို့တွေလှူရတန်းရတယ်ဆိုတာတဏ္ဍကုသူ သောတိရတာကတိလကုသူတရားဓမ္မနာရာဘာဝနာကုသူလို့ခေါ်တယ်အဲ့ဒီမှာအမျက်ဆုံးလို့ပြောကြမယ်ဆိုရင် သူ့အနေနဲ့သူတော့ဒီဆိုပါစို့တရားပင်ဆိုင်လဲတန်မိုးရှိတာပဲဟင်းသီးမြက်ပင်ဆိုင်လဲတန်မိုးရှိတာပဲသူ့အကျိုးနဲ့သူတော့ရှိတာကြီးပဲအကုန်လုံးဒါနာကောင်းမှုလဲလုံးဝမှာပဲဘာလို့လဲဆိုရင်လူဘုံလူတွေသုံးဆောင်ရတာဒါနာကောင်းမှုချောင်ရတာเนาะ အသက်ရှိတာကျန်းမာတာသီလကောင်းမှုကြောင့်ရတာအသိပညာရှိတာဘာဝနာကောင်းမှုကြောင့်ရတာဒါကြောင့်မလို့ကုသိုလ်ကောင်းမှုဆိုဆုံအောင်လုပ်ရမယ်ဒါနလည်းလုပ်ရမှာပဲဒါနမလုပ်ရဘူးလို့ဟောရင်နမ်းထောင်နေအဲ့ဒါသီလမလုပ်ရဘူးလို့ပြောရင်ဝိပဿနာသာအထောက်ရမယ်ဒီလိုမဟုတ်ဘူးနော်ဒါနလည်းလုပ်သီလလည်းလုပ်ဝိပဿနာလည်းလုပ်သူ့အကျိုးပေးနဲ့သူပဲလောကမှာပစ္စည်းဥစ္စာဆိုတာလည်းမရှိလို့မဖြစ်ဘူးလူဖြစ်နေသေးတယ် နိဗ္ဗာန်ရောက်သွားရင်တော့မလိုဘူးပေါ့နိဗ္ဗာန်မရောက်သေးခင်ကို့မှာပစ္စည်းဥစ္စာ ပြည်ပြည်စုံစုံဖြည့်ရမယ်နောက်ပြီးတော့ကျမ်းမာရမယ်အသက်ရှင်ရမယ်အတိညာဉ်ကျွယ်ဝတဲ့ပုဂ္ဂိုလ်ဖြည့်ရမယ်ဆိုတော့ကုသိုလ်ကောင်းမှုတွေဟာအဓိကတော့အလုံးကိုအကျိုးပေးနိုင်တာဖြစ်တယ်သို့တော့အထုဝိသေသာအကျိုးပေးတာမျိုးလေးတွေလည်းရှိတယ်ပေါ့ဒါကြောင့်ဒါနကောင်းမှုကြောင့်ဖြစ်လျက်ဘဝမှာစီစဉ်ဥစ္စာတွေပြည့်စုံတယ်တိလကောင်းမှုကြောင့်ကျမ်းမာတဲ့အသက်ရှင်တယ် ภาวนาကောင်းမှုကြောင့်အတိညာရှိတယ်ဆိုဒီဟာတွေကလူတွေအတွက်တူအချက်တွေဖြစ်လို့ကုသိုလ်ကောင်းမှုတွေကိုတို့တွေတွေစူးစမ်းအထောက်အမှားဆိုတာမြတ်စွာဘုရားကအေဝံသာတေနမစ္ဆေနကတ္တဗံကုသလံမွေးဖွားလာတဲ့တရဝတယောက်ဟာကုသိုလ်ကောင်းမှုကိုစူးစမ်းပြီးပြုပါလို့ဒီလိုခေါ်တာเนาะကုသိုလ်ဆိုတာဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်အဲ့ဒီထဲမှာသူခေါ်ပုံညတ်တာအုတ်စေဟောကုသိုလ်ကောင်းမှုတွေစုဆောင်းပြီးမှချမ်းသာတယ် လောကလူတွေကတော့ငွေစုမိရင်ချမ်းသာတယ်လို့ထင်တာနော်ငွေစုမိလို့ချမ်းသာတာကသုံးညံသုံးရတဲ့ချမ်းသာမှုမျိုးမချမ်းသာဘူးလို့ဆိုလိုတာမဟုတ်ဘူးအဓိကဒီချမ်းသာမှုတွေကိုပေးနိုင်တာကုသိုလ်အမပေးနိုင်တာလို့ဆိုလိုတယ်နော်တကြောင်ဘုကုသိုလ်ကောင်းမှုကိုအဓိကထားပြီးတော့ကိုယ်ရင်နဲ့နှလုံးထဲမှာကုသိုလ်ဖြစ်အောင်နှလုံးသွင်းပြီးကုသိုလ်တရားဖြစ်ပေါ်အောင် ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းအာသုကာ